ရှင်မင်းကြီးတန်သမီးမေးတဲ့မိခွန်းတွေကိုမင်းရှိပါသူဖြေပါမယ်လို့ဆိုတန်သမီးမေးတဲ့နံပါတ်1မိခွန်းကဘာတော့ဆိုဟန်တိဟတ်ထေဟိပါတိဟိမုခေသပရိသုဝတိသဝေရာဇပိယဟောတိကန္တေနတောဘိပိပတတိဆိုလိုတဲ့အတိပ္ပယ်ကဒုတိယဟာတဲ့နော်လက်နဲ့ထုခြေထောက်နဲ့ကမ်း မျက်နှာကိုလက်သီးနဲ့ထိုးအဲ့လိုလှုပ်တဲ့ပုဂ္ဂိုလ်ကိုတဲ့အလုတ်ခံရတဲ့ပုဂ္ဂိုလ်ကပိုးပို့ပြီးတော့ချစ်လာတယ်တဲ့နော်ကိုယ့်ကိုမျက်နှာကိုလက်သီးနဲ့ထိုးခြေထောက်နဲ့ကမ်းအဲ့လိုလှုပ်တဲ့လူကိုပဲပို့ပြီးတော့အချစ်တွေပိုးလာတယ်အဲ့ဒါဘာကြောင့်လဲဘသူလဲဒီမေကောမေးလိုက်ဖျားတော်ကချက်ချင်းဖြေတယ်အရှင်မင်းကြီးတဲ့ဒီမေကောကနတ်သမီးကသူရွယ်ပြီးတော့ပြောတာတဲ့ ตาအမိနှစ်ယောက်ပါတဲ့เนาะမိဘရှင်ခွင်ပိုက်ထားတဲ့ตาကလေးကမိဘရဲ့မျက်နှာကိုလက်နဲ့ပုတ်เนาะလက်နဲ့ပုတ်လက်သီးနဲ့ထိုးကလေးလေးကဩစလေးကမိဘကိုရိုက်ဘယ်လိုပဲလှုပ်လို့မိဘကစိတ်မဆိုးတဲ့ပြင်ဒီကလေးလေးကိုပိုးပို့ပြီးတော့ချစ်လာတယ်ဒါတော့ပိုသိကြမှာပေါ့เนาะအဲ့ဒီမိဘတွေဟာ ကလေးပေါင်းဆံလေးကရိုက်ထားနှစ်ထားခြေထောက်နဲ့ကန်းနာကိုသဘောတွေကိုကြာပြီးတော့အဲ့ဒီကလေးလေးကိုပို့ပို့ပြီးတော့ချက်လာအဲ့ဒါဟာရှင်ကွင်ပိုက်တာကလေးပါပဲရှင်ကွင်ပိုက်ထားတဲ့တာကလေးရဲ့တာကလေးကိုရင်းညွတ်ပြီးတော့မေးတဲ့မိကောမာလို့ဖြေလိုက်တော့နတ်သမီးကတခါတည်းပန်းနေနဲ့ကျဲပြီးတော့ဟိုးလိုက်လေဟိုးလိုက်လေသူမေးတာဒါမေးတာနတ်သမီးကလည်းလူသဘောတွေအကုန်သိနော်လူတွေဘာလုပ်လို့ရှိတယ်ဆိုတာ သားမိနှစ်ယောက်ကလေးလေးခြိထားတဲ့အခါမှာကလေးလေးကဘလို့ပဲမျက်နှာပုတ်ပုတ်မိဘတွေကခြိနှက်ရှင်မင်းကြီးဒုတိယမိကုံးကိုမရှိပါလို့ဆိုဒုတိယမိကုံးကပါတော့အကောတတိယထာကမ္မအာဂမင်သတ္တဣစ္ဆတိသဝေရာဇပိဟောတိကန္တေနတောဘိပတတိနောက်မိကုံးကတော့ໃຈတယ်လို့ဆဲတယ်တဲ့ အဲ့လိုဆဲပြီးစိတ်ဆိုးမှန်ဆိုးနဲ့မင်းသေးပါစေရဲ့တော်ရဲသွားရင်လည်းကြားကြီးကြိုက်ပါစေနဲ့ဆိုပြီးတော့ဆဲဆိုပြီးတော့ချိန်မောင်းပြီးတော့လွတ်လိုက်တဲ့လူကိုနေရန်ပြန်လာစေခြင်းနဲ့မမြင်ရရင်မနေနိုင်ဘူးသူ့ကိုပို့ပို့ပြီးတော့ချစ်လာတယ်တဲ့အဲ့ဒါပဲပုဂ္ဂိုလ်လေပဲပုဂ္ဂိုလ်လေအဲ့ဒါလေမိဘနဲ့အရွယ်ရောက်စကလေးတားငယ် စတဲ့နေစတဲ့နေအရွယ်ရောက်ပြီအမေဖေကလက်တို့လက်တောင်းခိုင်းတယ်ငါသားဟိုသွားလဲစမ်းဆိုရင်အေးမသွားခြင်းမသွားခြင်းတော့ရော့အဆံပေးမယ်ရော့ပုံပိုးကျွေးပေးမယ်မင်းငါခိုင်းတာလေးသွားလဲစမ်းမှဆိုဟုတ်ကဲ့လို့ဆိုပြီးမုံယူပြီးတော့အဲ့ဒါလမ်းတွေးတဲ့လူနဲ့ကစားနေကစားနေတယ်အဲခိုင်းမိဘခိုင်းတဲ့နေရာမသွားဘူးမသွားတဲ့အခါကျသွားပြီးလားဆိုမသွားဘူး မိဘကလိုက်တဲ့အခါထွက်ပြေးအမေကမမီဘူးနောက်ကလိုက်တာပြေးတယ်ပြေးတဲ့အခါကျတော့နင်းတော့အေးတော်ရွယ်မှာရရခတ်ပါစေတော်ရဲမှာမင်းနင်းဒုက္ခရောက်ပါစေနဲ့အဲ့လိုမိဘကအမေလုံးတဲ့ပုဂ္ဂိုလ်ကဒီလိုအရွယ်ကလေးလေးမထိနိုင်တဲ့အခါချိန်ဆဲတယ်အဲ့လိုချိန်ဆဲပြီးလှုပ်လိုက်တဲ့ကလေးလေးဟာညအတော်လေးညနေစောင်းသည့်အချိန်အောင်ပြန်မလာရင်အိမ်ကနေမျောနေတာ ငါကြောက်ပြီးတော့များမလာရလားနဲ့ဆိုပြီးအဲ့ကြမျောပြီးနော်မျောပြီးတော့သူ့ကိုလာစေချင်တာတဲ့လာစေချင်ပြီးတော့မလာတဲ့အခါဟိုကဆွေတွေမျိုးတွေအိတ်သွားပြီးတော့အိတ်ပြီးစင်ဒီကညတောင်အိတ်လို့မရငါပြောလိုက်တာကြောက်မလာရလားငါကြောက်ပြီးတော့မလာရလားဆိုပြီးတော့လိုက်ရှာရလိုက်ရှာပြီးတွေ့တဲ့အခါကျတော့မလီပွေပိုက်ပြီးတော့ငါသားအမေကမလုပ်ပါဘူးနဲ့ဆိုပြီးတော့ ို့ပို့ပြီးတော့ချက်သွားတယ်တဲ့အဲ့ဒါဆယ်နှစ်စတနှစ်အရွယ်ကလေးငယ်နဲ့မိဘပါလို့ဖြေလိုက်တဲ့အခါကျတော့ဒါလည်းဟုတ်ပါတယ်ဆိုနတ်သမီးကဒီဖြေမှန်ပါတယ်ဆိုပန်းနေနဲ့ပူဆော်တယ်တဲ့နောက်တစ်ခါတတိယမိကုံကြတော့ဘာတော့ဆိုအဘေခာတိအဘုဒေနအလီနေနအလိကေနဖိတာရေသဝိရာဇပိယောဟောတိတံတေနတောဖိပတတိ ဒါကပါတော့ဆိုရင်ဇနီးမောင်နှံ၂ယောက်အိမ်တော်ကြကစားသုံးဖို့အိမ်တော်ပြုထားတဲ့ဇနီးမောင်နှံ၂ယောက်ဟာရမယံကတယောက်တယောက်နော်စကနာထိုးကြတာစကနာထိုးကြတာမပြောတော့ပါဘူးဒါတော့နော်စကနာထိုးကြတယ်ဒီမဟုတ်မဟုတ်မတရားတယောက်တယောက်ဆွဆွဲတယ်နေဟိုကောင်းနဲ့လွတ်ကဲလာတော့ဘာတော့အဲ့ဒါလို့စကနာထိုး ထုတ်ပြင်အဲ့ကြရင်ပိုချစ်သွားကြပြန်ရောတဲ့အဲ့ဒါဘသူရောလို့ဆိုတော့အဲ့ဒါဇနီးမောင်နှံနှစ်ယောက်ပါလို့လူတွေရဲ့သဘောကိုဒီနတ်သမီးကသိပြီးတော့ဒီဒီမိကုံးလေးကိုမေးလိုက်တာအဲ့တော့မောသရာပညာရှိကဒါဇနီးမောင်နှံနှစ်ယောက်ချားမှာဒီလိုတယောက်နဲ့တယောက်ဆွတ်ဆွဲမဟုတ်တရားတွေပြောပြီးတဲ့ခါကျသူတို့နှစ်ယောက်ဟာပို့ပို့ပြီးတော့ ချစ်ခင်သွားကြတယ်ဆိုတာဇနီးမောင်နှံတယောက်ကိုယဉ်ညွတ်တော့ပါလို့ဆိုတော့တသမီးကဟုတ်လေလေဆိုပြီးတော့ပန်းနေတဲ့ပူဇော်တဲ့နောက်ဆုံးမိကွန်းကြတော့ပါတော့ဆိုဟရံအနိစ္စပနိစ္စဝဋ္ဌသေနာတနာနိစ္စအညတတုဟရတန္တတိဝိရာဇပိယဟွန်တိကန္တိနာတောဘိပတ္တိပုဂ္ဂိုလ်တယောက်ဟာတဲ့ ထမင်းပေးလိုက်လဲစားစရာပေးလိုက်လဲယူသွားတာတောက်စရာပေးလိုက်လဲယူသွားတာအဝတ်အစားနေရာထိုင်ခင်းပေးလိုက်လဲယူသွားတာအဲ့ဒီဘာမှလည်းတုံ့ပြန်မလုပ်ဘူးယူသွားတာပဲရှိတယ်အဲ့ဒီလိုယူသွားတာကိုပဲအယူသမားတက်တက်ကိုပဲခြေနှက်နေတာလေနော်ခြေနှက်နေတာအဲ့ဒါပဲပုဂ္ဂိုလ်လေကိုပေးလိုက်တဲ့ပစ္စည်းတွေယူသွားတာပဲအယူတက်တက်ပဲသူကရူပက္ခဏတက်တက် နော်အယူသက်သက်ပဲသို့တော့ပေးရတဲ့လူကချိန်နှက်နေတာလေအဲ့ဒါပါတော့ဆိုရင်ဘုန်းကြီးယဟန်နေဘုန်းကြီးယဟန်နေဘာပေးလိုက်ပဲလဲယူသွားတာပဲကုန်တော့နော်ဘာမှတော့လုတ်ပေးလိမ့်မယ်လုတ်ပါအောင်မေးနေအဲ့ဒါပဲတကားကဘဝတွေချိန်နှက်နေတာအဲ့ဒါလို့ဖြေလိုက်တော့နတ်သမီးကဟုတ်လိုက်လေသူမေးတဲ့မိကုန်းတွေကအဖြေမှန်နေခုရပါပြီဆိုပြီးနတ်သမီးကယရနာ ပန်းချင်းနဲ့ယရနာတွေထည့်ပြီးတော့မောဒရာကိုပူဇော်တယ်တဲ့အဲ့ဒီအချိန်မှာမေကွန်လေးဘုတ်ရဲ့အဖြေကိုရတဲ့အခါမှာဘင်းကြီးကလည်းကျဉ်တ်သွားပြီဒီမေကွန်လေးဘုတ်ဖြေလိုက်တဲ့အခါမှာမောဒရာပညာရှိကိုဘင်းကြီးကဘာကုံပြုတ်လိုက်တုံးဆိုရင်ဒေနာပတိစစ်ဘုတ်ချုပ်ကြီးရာထူးခတ်အပ်လိုက်တယ်အဲ့ဒီအချိန်မှာဒီမေကွန်ဖြေတယ် အဲ့တော့စစ်ဘုရုပ်ကြီးဖြစ်သွားပြီဆိုတဲ့အခါမှာသူကနံပါတ်3ဖြစ်သွားတယ်ဝါစင်ကတက်သွားပြီနော်နံပါတ်1ကဘယင်းနံပါတ်2ကအိရှိမင်းစစ်သူကြီးဆိုတော့နံပါတ်3ရလူရပါဟိုအမတ်တွေပါတယ်သူအောက်ကဖြစ်သွားတယ်နော်ဆရာတူကစီနီယာနံပါတ်ကအဲ့ဒီတော့နံပါတ်3ဖြစ်သွားပြီဆရာတူအာနာအိရှိမင်းရဲ့အောက်ကယာတူအကြီးဆုံးပုဂ္ဂိုလ်ကဒေနာပတိစစ်ဘုရုပ်ကြီးပဲ အဲ့ဒီယာတုကိုခန့်လိုက်တဲ့ခန့်လိုက်တာပေါ့အေးမောဒရာပညာရှိရဲ့ပညာစွမ်းအားတွေကိုအယုံပြုပြီးတော့ဖီးကြီးကဂုံပြူတဲ့အနေနဲ့စစ်ဖို့ချုပ်ကြီးအဖြစ်ခန့်လိုက်တယ်ဒါဖရာလောင်းမောဒရာပညာရှိရဲ့ပညာစွမ်းအားနဲ့ပြဿနာတွေကိုပြည့်လည်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့မှတ်တမ်းတင်ထားတဲ့အရာဖြစ်တယ်